အီရန်နေနဲ့ထွင်းချက်မရှိလက်နက်ချဖို့သာရှိတော့ကြောင်းအမေရိကန်သမ္မတထရန့်ကသတိပေးလိုက်ပြီဖြစ်ပါတယ်။အမေရိကန်ကလည်းအီရန်ရဲ့လက်ကြားကိုအခုကလေရင်တင်သင်္ဘောကြီးဆေးလုပ်ပြီးအမေရိကန်တိုက်လေရင်တွေကအသိပြင်လာတဲ့အနေအထားမှာတွေ့ရပါတယ်။အီဇိုနဲ့အီရန်ကြားပြည့်ခတ်ရစေးဂျာဝေညှိနှိုင်းပြီးဖို့လှုပ်ဆောင်နေတယ်ဆိုတဲ့ထင်ကြေးတွေကိုသမ္မတထရန့်ကငင်းဆိုခဲ့ပါတယ်။ထာကနေဒါမှာကျင်းပတဲ့ G7 ထိပ်သီးညီလာခံကနေတရားစောပြီးဝါရှင်တန်ကိုပြန်သွားခဲ့တဲ့နောက်မှာတော့ အစ္စရေးနဲ့အီရန်ကြားကပြည်ပကအကူအညီဖြည့်ရှင်းဖို့အာယွန်ဆိုင်လှုပ်ဆောင်နေတာဖြစ်နိုင်ကြောင်းခံမှန်းမှုထွက်ပေါ်လာပါလေ။ပြင်သမရမခရွန်ကလည်းထရဟာပြစ်ခတ်ရဆဲရဲ့သဘောတူညီမှုအတွက်အာယွန်ဆိုင်နေတာလို့ဆိုပါရယ်။ဒါပေမဲ့ဇွန်16ညပိုင်းမှာတော့ထရန်ကအဲ့ဒီထင်ကြမလို့များပယ်ချလိုက်ပါလေ။ G7 မြလာကကနေသူဆော့ဆော့ပြန်လာတာကိုမက်ခရွန်ကအီရန်နဲ့အစ္စရေးကြားပြစ်ခတ်ရဆဲကိစ္စအတွက်လို့ထင်သွားခဲ့ဟန်ရှိကြောင်းပြောပါတယ်။ဒါမဟုတ်ပါဘူး။ ။ဘာကြောင့်ဝါရှင်တန်ကိုပြန်သွားလဲဆိုတော့မက်ခရွန်မသိပေမဲ့အပြစ်ခတ်ရစေကိစ္စမဟုတ်ဘူးဆိုတာကိုတော့ပြောနိုင်တယ်ပြောပါလိမ့်။ဒီထက်အများကြီးတက်ရောက်မှုကိစ္စတစ်ခုတည်းဖြစ်ကြောင်းခန့်ကဆိုပါတယ်။အီရန်ဆိုရဒီပလီအရာဒူလာလီခါမင်နီဗမာပုံးနေလဲဆိုတာလေတိတိကျကျသိထားတယ်ဆိုပါလေဒါပေမဲ့လောလောဆယ်တော့ခါမင်နီကလုံခြုံနေဦးမှာဖြစ်ပါတယ်အမေရိကန်ရဲ့စိတ်ရှည်မှုကတော့တဖြည်းဖြည်းနဲ့တိုလာပြီလို့ထရန့်ကဆိုပါလေအီရန်ဒီပလီဆိုတဲ့လူဗမာပုံးနေလဲဆိုတာတိတိကျကျသိကြောင်းလောလောဆယ်တော့သူ့ကိုရှင်းလင်းဖို့အစီအစဉ်မရှိသေးဘူးလို့ပြောပါလေ အီရာလည်းထွင်းချက်မရှိအရှုံးပေးဖို့လိုတယ်လို့ထွန့်ကယူပါတယ်။ဆိုတော့စက်ခွန်မှာတော့လက်ရှိအီရာအစ္စရေးပြည်ကလည်းပတ်သက်လို့ထွန့်ဟာအစ္စရေးဝန်ကြီးချုပ်ဗီဂျမင်နေတာညာဟုနဲ့ဖုံးဆက်ဆွေးနွေးခဲ့တယ်လို့အင်ဂျီတော်ကတည်ပြပါတယ်။အစ္စရေးနဲ့အီရန်ကြားအပြဲလန်လေကြောင်းကတိုက်ခိုက်တာခုဆိုရင်6ရက်မြောက်ကြာမြင့်ပြီဖြစ်ပါတယ်။ဒီတော်တွေအစ္စရေးဟာကမ္ဘာကြီးရဲ့နီးကပ်အားထားရသောအကြံပေးတွေ လက်ယုံတွေထိတ်တန်းစစ်ဦးစီးချုပ်တွေကိုတုတ်တင်နိုင်ခဲ့ပြီးအီရန်ဆိုယာဒီပရီရဲ့အင်အားကိုတည်တည်တသာရုတ်ရော့သွားအောင်လှုပ်ဆောင်နိုင်ခဲ့တယ်လို့စီးရဲကဲခက်တွေကပြောပါတယ်ဇော18ရက်နေ့မှာတော့အစ္စရေးဟာအီရန်ရဲ့စစ်ကာလဆူးဆီးအရာရှိချုပ်ဒိုချုပ်ကြီးအလီရှာမာနီကိုရှင်းလင်းခဲ့ပါလေ။သူဟာအဲ့ဒီတိုင်းကလေးရဲ့အစ္စရေးစစ်စင်အစတင်တဲ့နေ့မှာလောက်ကျခံရတဲ့ဂိုလာမာလီရာရှိရဲ့နေရာကိုစက်ခံခဲ့တာပါ။ လက်တလောမှာအီရန်ဟာ1989ခုနှစ်အစ္စလာမစ်တော်လှန်ရေးကာလနောက်ပိုင်းနိုင်ငံရဲ့အဆိုအဝါဆုံးစိုက်ဘာလုံခြုံရေးစနစ်ကျိုးပေါက်မှုနဲ့ရင်ဆိုင်နေရပြီးဒီအတွက်အရာရှိတွေကိုမိုဘိုင်းဖုန်းတွေနဲ့တခြား digital စက်တော်ရေးစနစ်တွေအသုံးပြုကြတယ်အားလုံးသားစီးပိတ်ပင်လိုက်တယ်လို့ဆိုပါဟဲ့မော်ဆက်ဖွဲ့ဟာတော်တော်လေးကိုအီရန်နိုင်ငံတွင်းမှာနေသည့်စိတ်ဝင်နေတဲ့အနေအထားရှိပုံရပါလေအီရန်ခေါင်းဆောင်တွေဗမာရှိနေလဲဆိုတော့ဟောအစအတိအလင်းမော်ဆက်ဖွဲ့က သတိပေးနေတာပဲဖြစ်ပါတယ်။ Israel Mossad အဖွဲ့ရဲ့ချင်းချောင်းမှုကိုအီရန်ကတော့ရင်ဆိုင်နေရတာဖြစ်ပါတယ်။နောက်ပြီးတော့အီရန်ကိုဝင်တိုက်ဖို့စဉ်းစားနေတယ်လို့သမ္မတ Trump ကပုံမှန်လင်းလင်းပြောလာပါတယ်။ဒါဟာလည်းသတိပေးခေါလောင်းတန်လို့ပြောရမှာဖြစ်ပါတယ်။အမေရိကန်လက်ထက်ဟာအရှေ့အလယ်ပိုင်းကိုတိုက်လိုက်ရင်အဆင်းရည်များစွာဆေးလွတ်လိုက်ပါပြီ။အီရန်ကလည်းဒုံးကျည်တွေအသိမြင်ထားပါတယ်။ ်အမေရိကန်အနေနဲ့စစ်ပွဲမှာပါဝင်လာရင်အရှိလေပိုင်းမှာရှိတဲ့အမေရိကန်ခြေစိုက်စစ်ခန်းတွေကိုတိုက်ခိုက်ဖို့အီရန်ကဒုံးကျည်တွေအသိပြင်ထားကြောင်းနဲ့ဟော်မုစီလက်ချာမှာမိုင်းတွေချထားမယ်လို့အီရန်ဗိုလ်ချုပ်ကြီးကပြောပါလေအခုတည်းကအီရန်ရဲ့ဖော်ဒိုးရူရင်းနဲ့ယူရေနီယံတန့်စင်စစ်ုံကဲတဲ့နျူကလ িয়ার ပစ်မှတ်တွေကိုအမေရိကန်ကတိုက်ခိုက်ရင်အီရန်နဲ့မဟာမိတ်တွေကလက်တုံးပြန်မှာကိုအမေရိကန်အနေနဲ့ညှော်လင့်ထားပါလေအမေရိကန်ဟာ RS ဘာပြပြည်တော်စု UAE, Jordan နဲ့ Saudi တလွားဒေသတွင်ခြေဆက်စခန်းများရှိတပ်ဖွဲ့ဝင်၄000ကျော်ကိုတက်လှမ်းထားပါလေ မေဂါစစ်တပ်ဟာအရှေ့လေပိုင်းမှာတိုက်လေရင်ထပ်မံတက်ဖြတ်ပြီးတော့စစ်မရင်တွေလည်းထပ်တိုးလာတဲ့အတွက်အင်အားဖြစ်တည်နေတယ်လို့အမေရိကန်ယာရှိတွေကပြောပါတယ်။မေဂါသမ္မတထရန့်ကအစ္စရေးတက်ခတ်မှုမှာပါဝင်ဖို့စဉ်းစားခြင်းခုလိုတက်ဖြတ်ခဲ့တာပါ။ထရန့်ဟာအေဂျူရောမှာနိုင်ငံတော်လုံခြုံရေးကောင်စီဖွဲ့နဲ့တနအီကြော်ကြာဆွေးနွေးလုပ်ခဲ့ပြီးအစ္စရေးနဲ့အီရန်ကြားပြင်းထန်တဲ့ပဋိပက္ခနဲ့ပတ်သက်ပြီးရွေးချယ်စရာနည်းလမ်းတွေကိုတုံ့တက်ခဲ့ပါတယ်။တိုက်မလားဆွေးနွေးမလားဒါပဲလို့ဆိုပါတယ်။ အရှေ့လေပိုင်းမှာအင်အားဖြစ်ဒီမို F16 F22 နဲ့ F35 ပါဝင်တိုက်လေယာဉ်တွေလည်းဆင်လုခဲ့ပါတယ်။အမေရိကန်ကာကွယ်ရေးဝန်ကြီးပီတာအာဇက်ကတော့အဲ့ဒီတပ်ဖြတ်မှုဟာကာကွယ်ရေးစီမံချက်တွေဖြစ်ကြောင်းနဲ့အရှေ့လေပိုင်းရှိအမေရိကန်တပ်တွေကိုအီရန်နဲ့၎င်းရဲ့ဒေသတွေမဟာမိတ်တွေရဲ့လက်တော့ပြန်နိုင်တဲ့အနေအမှာကာကွယ်ဖို့ရည်ရွယ်ကြောင်းပြောပါတယ်။မြေထဲပြည်နယ်ရှိမှမှအမေရိကန်ရေတပ်မှစစ်သင်္ဘောတွေထပ်မံတပ်ဖြတ်မှုအင်္ဂါနေ့ကကျင်းပပါတယ်။အဲ့ဒီစစ်သင်္ဘောတွေမှာပယ်ထိန်ကုန်းကြီးတွေကိုဂျားဖြတ်ဖြတ်စီနဲ့လက်နက်တွေတပ်ဆင်ထားပါမယ်။ မေဂါဟာအရှိလေပိုင်းမှာအင်အားများအပြားတက်ဖြန့်ထားပြီးရန်သူတုံးကြီးကိုပစ်ချနိုင်တဲ့လေကြောင်းကောက်ကွယ်စနစ်တိုက်လေရင်လည်းစစ်သည်မောတွေလည်းထားရှိထားပါတယ်။ပင်ဒဂွန်ကတော့အဲ့ဒီလိုတက်ဖြန့်မှုနဲ့ပတ်သက်ပြီးတာမန်ကောက်ွယ်ရေးဖြစ်တာအင်အားမြင့်တင်မှုလို့ဖော်ပြပေမဲ့ထရန့်ကဆုံးဖြတ်ရင်တော့အစ္စရေးနဲ့အတူတိုက်ခတ်မှုမှာပါဝင်နိုင်တဲ့အခြေအနေအမေရိကန်ကရောက်ရှိနေပြီဖြစ်ပါတယ်။အီရန်နဲ့နျူကလ িয়ার ပတ်စံမှုကိုဆွလုပ်ဖို့ဖိအားပေးမှုလည်းဖြစ်နိုင်ပါတယ်။ တနင်္လာနေ့မှာအီဇီနဲ့အီရန်ကြားပြန်လည်တိုက်ခိုက်မှုတွေဆက်ဖြစ်ခဲ့ပြီးအီရန်မှာသေဆုံးသူ450ကျော်ရှိပြီးအစ္စရေးမှာတော့လူ90နီးပါးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီလိုအချိန်မှာပဲအီရန်ရဲ့အစ္စလာမစ်အစိုးရကိုအုံကြွတော်လှန်ကြဖို့ပြည်သူတွေကိုရှားပြင်းရဲ့သားကတိုက်တွန်းနေပါတယ်။လက်ရှိအီရန်ဆိုရကဖြုတ်ချတာခံရတဲ့ရှားပြင်းဟောင်းရဲ့သားဖြစ်သူပြည်ပမှာရောက်နေသူကအီရန်ပြည်သူတွေအနေနဲ့အစိုးရကိုအုံကြွဖို့တော်လှန်ဖို့အချိန်ခါကောင်းလို့ပြောပါတယ်။ပြည်သူတွေအနေနဲ့လက်ရှိ အီရန်ဆိုရောက်ကိုတော်လမကအီရန်နိုင်ငံပြိုကွဲမှုကို တားဆီးနိုင်မယ်ဆိုတာနားလည်ဖို့လိုကြောင်းပြောပါလေ။ရှားပြင်းမင်းမင်းရဲ့သားရာဇာဖာလာဘီကဗီဒီယိုတစ်ခုကနေပြောရမှာအစ္စလာမစ်သမ္မတနိုင်ငံဖြစ်ထူထောင်ထားတဲ့အီရန်ချင်းနေဟာပြိုလဲနေပြီးတော့အဆုံးသက်ကာလစီရောက်နေကြောင်းပြည်သူတွေကအုံကြွတော်လမတစ်ခုတည်းနဲ့သာခုလိုမျိုးလုံးစုံကျန်တဲ့အိမ်မဆိုးကိုအပြီးသတ်နိုင်မှာဖြစ်ကြောင်းဒါကြောင့်လက်ရှိကာလအဟာအလုံးတူတူကတော်လံဖို့ EU ကိုပြန်ရယူဖို့အချိန်ဖြစ်တယ်လို့ဆိုပါတယ် နောက်ပြီးအစ္စလာမ်မျိုးဆိုရကြီးစိုးတဲ့ကာလအလွန်နေရတဲ့အတွက်ကြိုပြီးတွေးတောပူပန်မှုမလိုပဲအီရန်ဟာမတည်ငြိမ်တဲ့ကာလတွေပြည်တွင်းစစ်တွေကိုကြုံတွေ့ဖြတ်တန်းရမှာမဟုတ်ဘူးလို့ဆိုပါတယ်။အစ္စရေးပြီးခဲ့တဲ့နှစ်တွင်ရှားဘီယန်သားနဲ့ထိတွေ့ဆက်ဆံမှုကိုမြင့်တင်နေပါတယ်။သူကအီရန်ဆိုရကိုအစ္စရေးတိုက်ခိုက်မှုကိုထောက်ခံရည်တည်သူဖြစ်ပြီးသူလိုပဲပြည်ပမှာတင်းရှောင်နေတဲ့အီရန်တိုက်ခိုက်အင်အားစုတွေကလည်းချီးကျူးကြပါတယ်။တစ်ဖက်မှာတော့အစ္စရေးနဲ့ပူးပေါင်းခြင်းဟာနိုင်ငံကိုတိုက်စာဖောက်တာဆိုတဲ့ဆွဆွဲမှုကိုလည်းသူကကြုံနေရပါတယ်။ သူ့ဘာခင်ကွယ်လွန်သူရှားပြင်းဟောင်းကလည်းအစ္စရေးနဲ့ဂျင်းနီတဲ့ဆက်ဆံရေးရှိခဲ့ပေမဲ့1989ခုနှစ်အစ္စလာမစ်တော်လိုင်းကာလမှာဖြုတ်ချခံရမှာလေရှားပြင်းရဲ့အကြီးဆုံးသောဇာလာဗီယာဖခင်နဲ့ဆက်မပြောကြခင်အင်ရှစ်ဆန်ရာတို့အနေခံရသူပါအခုကအသက်53နှစ်ရှိဖြစ်တဲ့ဇာလာဗီဟာပြည်ပရောက်အီရန်တိုက်ခိုက်အင်အားစုရဲ့ခေါင်းဆောင်ဖြစ်ပါလေအစ္စရေးဟာအီရန်နဲ့ဖြစ်နေတဲ့လက်ရှိစီးပွားရေးကမှာအီရန်ကအစိုးရပြောင်းလဲဖြစ်လာအောင်တောင်းအားပေးဖို့မရည်ရွယ်ပေမဲ့ ီလိုကိစ္စရှိရင်တော့ကြိုးဆိုသွားမယ်လို့ပြောကြားထားပါတယ်။အီရန်ရဲ့နောက်ဆုံးချိန်နေကြောင်းတီဟီရန်မှာရှိတဲ့ရုရှားတန်ရုံကဝန်ထမ်းတွေထွက်ခွာဖို့ပူတင်ကတိုက်ရိုက်အမိန့်ပေးပါတယ်။ခါမနီဆိုရဟာကြာဆုံးလူနေပါဖြစ်တဲ့အတွက်ကြောင့်အမြန်ဆွေးနွေးဖို့တိုက်တွန်းပါတယ်။အမေရိကန်သားပါလာရင်အချိန်တွေကရှုပ်ထွေးသွားနိုင်ပါတယ်။အီရန်ကောင်းဆောင်ခါမနီအုပ်ချုပ်မှုခေတ်ဆက်လက်ရှင်သန်မှုခက်ခဲသွားပြီဖြစ်တာကြောင့်အမြန်ဆုံးဆွေးနွေးဖို့ရုရှားသမ္မတပူတင်ကခါမနီကိုတတိပေးခဲ့ပြီးတီဟီရန်မှာရုရှားသံရုံဝန်ထမ်းတွေအမြန်ထွက်ခွာဖို့အမိန့်ပေးထားပါတယ်။ ပြီးခဲ့တဲ့ဇွန်23ရက်စတင်ပြီးအစ်ဇွေးကအီရန်နိုင်ငံတွင်းမှာရှိတဲ့နျူကလ িয়ার ဆိုင်ဘာတွေစီးရဲဆောင်တွေစစ်ဘက်ဆိုင်ရာထိတန်းပို့သူကြီးတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုပြစ်မှတ်ထားတိုက်ပါတယ်။အဲဒါအီရန်ဘက်မှယင်းနေ့တဲ့ဆက်ဆံရေးရှိတဲ့ပူတင်ထံဖုံးဆက်ပြီးအဲ့ဒီတိုက်ခိုက်မှုတွေအမေရိကန်အနေနဲ့ဘလို့ဖြည့်ရှင်းမယ်ဆိုတာသိလို့တယ်လို့ပြောပါတယ်။ဒါကြောင့်ပူတင်ဟာအမေရိကန်သမ္မတထရန့်နဲ့ဖုံးဆက်ပြီးပြောဆိုဆွေးနွေးခဲ့ပါတယ်။ထရန့်ကတော့မိမိမွေးနေ့မှာပူတင်ဖုန်းခေါ်တဲ့အတွက်ပျော်ရွှင်တယ်လို့ပြောပါတယ်။အီရန်ရေးနဲ့များစွာဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ ယူကရိန်းကိုရုရှားထိုးစစ်ဟာလည်းရပ်တင့်ပြီလို့ပူတင်ကိုပြန်ပြောခဲ့ပါတယ်။ခန့်ပြောဆိုပြီးနောက်ပူတင်ကအီရန်ရဲ့လက်ရှိအုပ်ချုပ်မှုအစိုးရစနစ်ဟာရှင်သန်မှုကြိုးတန်းလျှောက်တဲ့အနေအထားရောက်နေပြီဖြစ်တာကြောင့်ခါမေနီအနေနဲ့အများဆုံးဆွေးနွေးဖို့သာရှိတော့တယ်လို့ဆိုပါတယ်။ခရန်ကိုတိုင်ကလည်းဇွန်16မှာတီဟီရန်ကလည်းအားလုံးချက်ချင်းထွက်ခွာရှောင်းတင်းသူမျိုးဖြစ်ကြောင်းသတိပေးခဲ့တယ်လို့နောက်ထပ်လေကြောင်းတိုက်ခိုက်မှုလာခင်ပြည်သူတွေမျိုးတော်ကလည်းအားချင်းထောက်ခွာဖို့ပြောပါလေ။ဘလို့ဆိုတီဟီရန်မျိုးတော်လမ်းမတွေပေါ်မှာကားတန်းရှည်ကြီးကိုတွေ့နေရပါလေ။ပြည်သူတွေကတော့မျိုးကလည်းဖြစ်လာတဲ့အနေနဲ့စွန့်ခွာနေတယ်လို့သိရပါလေ။ ဒါအပြင်ခါမီနီအနေနဲ့ဆရာဟူစင်ရဲ့ကံကြမ္မာကိုတတိယဖို့အစ္စရေးကာကွယ်ဝင်ကြီးကခါမီနီကိုတတိပေးပါတယ်ခါမီနီအနေနဲ့အင်ဂျင်အီရန်နိုင်ငံကဆရာရှင်ဆရာဟူစင်ရဲ့ကံကြမ္မာကိုတတိယဖို့ဆရာဟူစင်ဘလို့ဆုံးသက်သွားတယ်ဆိုတာတတိယဖို့အစ္စရေးကာကွယ်ဝင်ကြီးအစ္စရေးကက်စ်ကပြောပါတယ်အစ္စရေးစစ်မြေစစ်ရာရှိနေတဲ့စစ်စင်ရေးဆိုင်ရာဆွေးနွေးပွဲမှာကာကွယ်ဝင်ကြီးအစ္စရေးကက်စ်ကပြောတာပါအစ္စရေးကိုစန့်ကျင်တဲ့လမ်းကြောင်းရွေးချယ်ခဲ့တဲ့ဆရာဟူစင်ဘလို့ဖြစ်သွားလဲ အစ္စရေးရဲ့သားတွေကိုဒုံးကျည်နေတဲ့တိုက်ခိုက်ခဲ့တဲ့ခမင်းညီနေတဲ့သတိရသင့်တယ်လို့ပြောပါတယ်။အစ္စရေးအနေနဲ့စီးရေးပြတ်မမဟုတ်ပေမဲ့အစိုးရအတွက်ဝါရဖြန့်လုံဆောင်မှုတွေအပြင်းမှုတွေထုတ်လွှင့်နေတဲ့အီရန်အစိုးရပိုင်းရုပ်သံဌာနချုပ်ကိုတိုက်ခိုက်ခဲ့တယ်လို့အစိုးရအရက်ပတ်ဆိုင်ရာပြစ်မှတ်တွေကိုလည်းဆက်တိုက်သွားမယ်လို့အစ္စရေးကတ်ကပြောပါတယ်။ဒီဟီယန်ကပြည်သူတွေအနေနဲ့အစိုးရနဲ့ပတ်သက်တဲ့ယုံလိနေရတွေကနေဘေးကင်းတဲ့နေရာကိုထွက်ခွာဖို့လိုပါတယ်။ကျွန်တော်တို့သတိပေးထားပါတယ်လို့ကာဝေးဝန်ကြီးအစ္စရေးကတ်ကဆိုပါတယ်။ဒေါ်လန်ထရန့်နဲ့နေတာညာဟုတို့အခုချိန်ချောက်တဲ့ဇာတ်ကားတွေဟာစိုးရင်စရာကောင်းနေပြီလို့ ရုရှားဆိုရပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကဆိုပါတယ်အရှိန်အလယ်ပိုင်းခြေနေဟာပိုဆိုးလာွယ်ရှိတယ်လို့ဆိုပါတယ်နျူကလ িয়ার လက်နက်ဆွတ်လို့ရေးမှသည်ခါမေနီပြုတ်ကြရေးဒီတော်မှာလုံဆောင်လာနိုင်တယ်လို့ဒီမီထရီပက်စကော့ကပြောပါတယ်အီရန်နဲ့အစ္စရေးကြပြည်လည်မှုရအောင်ဂျာဝင်ဖို့ရုရှားဘက်ကအသိရှိတယ်ဆိုတာပြောထားပေမဲ့လည်းဒီလိုမျိုးဖြစ်ရှာမယ်နီလန်ကိုလည်းအစ္စရေးကစိတ်ဝင်စားဖို့လို့ဆိုပါတယ်။သက်ဆိုင်သူတွေအနေနဲ့တန်ခင်းတပန်ခင်းနီလန်နဲ့အဖြစ်ရှာတဲ့လမ်းကြောင်းပေါ်ရောက်အောင်စိတ်ရှိတိခံမှုတိုက်တွန်းကြောင်းပက်စကော့ကပြောပါတယ်။ ာမနီကိုပြစ်မှတ်ထားဖယ်ရှားလိုက်ပြည်သူနာတွေပြီးဆုံးသွားမှာဖြစ်တယ်လို့အီရန်ဆိုရပြောင်းလဲဖို့အထိရည်ရွယ်ထားတယ်လို့နေတာညာဟုတ်ကပြောပါတယ်အီရန်နဲ့ဆွေးနွေးဖို့လုံးဝစိတ်မပေါ်တော့ပါဘူးအီရန်အနေနဲ့နျူကလ িয়ার စီစဉ်ကိုလက်လျှော့ဖို့ပဲလိုချင်တယ်ဆိုပြီးတော့တမတ်ခန့်ကလည်းဆိုပါတယ်ပြင်းထန်တဲ့မက်ခရွန်ကတော့အစ္စရေးအီရန်အရေးရုရှားကိုကြားဝင် ခိုင်းမဲ့ပေါ်ငင်းပယ်လိုက်ပါလိမ့်မက်ခရွန်ကဂရင်းလန်ကိုသွားတဲ့ခြေစဉ်မှာရုရှားဟာအမေရိကန်သမ္မတထရန့်ဆိုပြီးတလို့အစ္စရေးနဲ့အီရန်ကြားဖြစ်နေတဲ့ပြည်ပကညှိနှိုင်းဖို့ ယုံကြည်လက်ခံနိုင်စရာမရှိဘူးလို့ပြောခဲ့ပါတယ်။ဖရန့်ကအစ္စရေးနဲ့အီရန်ကိုညှိနှိုင်းပေးဖို့ပူတင်ကိုလမ်းဖွင့်ပေးထားတယ်လို့ပြောပါတယ်။ရုရှားဟာခုချိန်မှာအလွန်ပြင်းထန်တဲ့ပဋိပက္ခဖြစ်ပေါ်နေပြီးကုလသမဂ္ဂဗြိတိန်ကိုမလေးစားတာလည်းနှစ်ပေါင်းများစွာရှိပြီးဒီကိစ္စမှာညှိနှိုင်းပေးနေမှာမဟုတ်ဘူးလို့မက်ခရွန်ကပြောပါတယ်။ကုလသမဂ္ဂမူချုပ်ဂူတာရက်စ်ကတော့သူဝင်ညှိနှိုင်းပေးမယ်လို့ဆိုပါတယ်။အစ္စရေးနဲ့အီရန်ကိုတိုက်ခိုက်မှုမှာပြင်သစ်ကလုံးဝမပါဘူးလို့ပြင်သစ်ကဆိုပါလေ။ထရန့်ဟာတွင်းတဲ့ပစ္စည်းပေါ်ကျော်သွားပြီးဘူဟာမြောက်နေရာမှာရှိတဲ့ အတိတ်ကျွန်းကိုတည်ယူခြင်းတယ်လို့ပြောဆိုထားတာရှိပါတယ်။ခါရဲ့ပြောဆိုချင်းကြောင်းမှုတွေနောက်ပိုင်းမက်ခရွန်ဟာဂရင်းလန်ကိုပထမဆုံးလာရောက်တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။ဒါအပြင်လက်ရှိအချိန်မှာဒီအစ္စရေးနဲ့အီရန်ဖြစ်နေတဲ့ကိစ္စကိုပြင်သစ်အနေနဲ့ဝန်မပါခြင်းဘူးဆိုပြီးတော့မက်ခရွန်ကအတီးလင်းပြောထားတာပဲဖြစ်ပါတယ်။အီရန်ဘက်ကနေတရားဝင်ရက်တီလိုက်ပြီးလို့ပါကစ္စတန်ကကြေညာပါတယ်။ညီကိုတော့အီရန်ဘက်ကနေရက်တီပြီးမွတ်စလင်ကဘာအနေနဲ့စီလုံးကြဖို့ပါကစ္စတန်ကလှုံ့ဆော်နေပါတယ်။ပါကစ္စတန်ကာကွယ်ဝင်ဒီခါဝါဂျာအာဇစ်က မျိုးသားညီလာခံမှာအီရန်နိုင်ငံပေါ်အစ္စရေးကအင်အားသုံးတိုက်ခိုက်မှုကိုလုံးဝလက်မခံပဲဘယ်နည်းနဲ့လဲမဆိုအီရန်ဘက်မှယက်တည်ပြီးမွတ်စလင်ကဘာတစ်ခုလုံးစီးလုံးကြဖို့တိုက်တွန်းပြောဆိုသွားပါတယ်အစ္စရေးမြောက်လက်မှာလက်ရှိသူတို့ကြောင့်မွတ်စလင်ကဘာဟာတော်တော်လေးကိုတိုက်ပွဲတွေဖြစ်ပွားကြအောင်မငြိမ်းချမ်းကြအောင်မွတ်စလင်ဘာသာဝင်မဟုတ်တဲ့တခြားကဘာမှလူသားတွေကတော့အစ္စရေးရဲ့အခုကြမ်းဖက်တိုက်ခိုက်မှုကိုရှုတ်ချပြီးဖြစ်ကြအောင်အစ္စလာမ်ပူပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC အနေနဲ့မွတ်စလင်ကဘာအတွက်အစည်းအဝေးခုံယူတင်ပြီး အစ္စရေးနဲ့ရင်ဆိုင်မှုမှာမွတ်စလင်နိုင်ငံအားလုံးပေါင်းစည်းနိုင်စေဖို့လှုံ့ဆော်တင်တယ်လို့အပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။ဒါပေမဲ့ခုချိန်ထိတော့ OIC ကတော့ခေါ်ယူခြင်းမရှိသေးပါဘူး။အီရန်ဟာအင်ဒီဂျီညီကိုနိုင်ငံဖြစ်တဲ့အကြောင်းအီရန်ကြိုးစည်းပွားနဲ့ပြည်သူတွေကိုကာကွယ်ရမှာဖြစ်ပြီးယေမန်ပါလက်စတိုင်းနဲ့အီရန်ကိုပြစ်မှတ်ထားတိုက်ခိုက်နေတဲ့အစ္စရေးကိုတွန်းလှန်ရမယ်ဆိုပြီးတော့ပါကစ္စတန်အမျိုးသားလူတော်မှာပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကအတိအလင်းပြောသွားတာပဲဖြစ်ပါလိမ့်။ဒါကြောင့်လက်ရှိအချိန်မှာ ။အစ္စရေးနဲ့အီရန်ရဲ့စီးရေးအခြေအနေကိုစောင့်ကြည့်လျက်ရှိတယ်လို့လည်းပြောပါရယ်။ဒါအပြင်အီရန်ဘက်ကအစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေလွဲမစေဖို့ဒုံးပစ်စင်အတုတွေတောင်မှအသုံးပြုထားတယ်လို့သိရပါရယ်။ဒီဒုံးပစ်စင်အတုတွေကိုအစ္စရေးဘက်ကအစ်စ်ထင်ပြီးတော့လေကြောင်းကနေဘုံကျချတိုက်ခိုက်တာလို့ဆိုပါရယ်။ဒါဟာ IRA စနစ်နဲ့ပတ်သက်မှုစစ်ကိုကောက်ကွယ်ရုံးနဲ့လေကြောင်းတိုက်ခိုက်မှုကိုလမ်းလွှဲစေဖို့အယောင်ဆောင်ပြုတ်ထားတဲ့အတုတွေသာဖြစ်တယ်လို့ IRA မီဒီယာတွေကခိုင်မာပြောပါတယ်။ အစ္စရေးလက်ဒါ IF ကအေရန်ပယ်ထင်းဒုံးကြီးစနစ်အားဓာတ်ရိုက်ထိမှန်တဲ့ဗီဒီယိုဖိုင်တွေထုတ်ပြန်ပြီးနောက်အဲ့ဒီပြောဆိုမှုထွက်ပေါ်လာတာပါဒီစနစ်တွေဟာတိုက်ခတ်မှုပြီးနောက်ဒုတိယအဆင့်ပေါက်ကွဲမှုများမရှိခဲ့ကြောင်းသုံးသပ်သူတွေကဆိုပါတယ်အစ္စရေးကကွေတဖွဲ့ IDF ကလည်း Operation Rising Lion ရဲ့ဒဇယ်တပိုင်းဖြင့်အီရန်ဒုံးပစ်စင်များနဲ့ဆက်ဆက်ချင်းကစောင့်ဝင်တွေကိုတင်းတင်းကြပ်ကြပ်တိုက်ခိုက်တဲ့ဗီဒီယိုတွေအစောပိုင်းကထုတ်ပြန်ပါတယ်ဒီဗီဒီယိုဖိုင်တွေဟာပြစ်မှတ်အများအပြားကိုထိမှန်ကြောင်းအတည်ပြုပေမဲ့ တိုက်ခိုက်ပြီးနောက်ဘာမှပောက်ကွဲခြင်းမရှိတော့ဘူးထောက်လန်းရေးဆိုင်ရာသူတို့တီတွေကသတိပြုမိခဲ့ပါတယ်တကယ်လို့ဒုံးကြီးစင်မှာလက်နက်အပြည့်စုံတက်ထားမယ်ဆိုရင်အစ္စရေးကနေပြီးတော့ဘုံကျဲချလိုက်မယ်ဆိုရင်ပောက်ကွဲမှုကပုံမှန်အဖြစ်ဖြစ်ပေါ်တယ်လို့ဆိုပါတယ်ဒီလိုပောက်ကွဲမှုကလည်းလုံးဝမရှိတဲ့ကြောင့်အီရန်ဟာဒုံးပစ်စင်အတူတွေကိုအစ္စရေးတက်ခိုက်မှုကလဲလွဲသွားစေဖို့လှည့်ဖြားနိုင်ခြင်းဖြစ်တယ်လို့ထင်ကြေးပေးစရာဖြစ်ခဲ့ပါတယ် ဣဇရတ်တွေဖြည့်ဆည်းခဲ့တဲ့ပြစ်မှတ်အများပြားဟာရန်သူလူရင်တွေကိုလွဲမောင်းအောင်တမန်တကာထားရှိတဲ့အတုတွေပါလို့ AI စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါလေ။ဒါပေမဲ့အဲ့ဒီအစင်ခံစားမှာဒုံးပစ်စင်အတုဘလောက်အသုံးပြုခဲ့လဲ။ဒုံးကြီးစနစ်အစ်စ်တွေဘလောက်ထိခိုက်မှုရှိလဲဆိုတာတော့တိပြပြောခြင်းမရှိပါဘူး။နောက်ပိုင်းထွက်လာတဲ့ဗီဒီယိုဖိုင်ကအီရန်ရဲ့အဆိုကိုထောက်ခံနေပုံရပါတယ်။ဗီဒီယိုတခုမှဆိုရင်ပြစ်မှတ်အကျဉ်းချန်တွေကအတွင်းပိုင်းအစိတ်အပိုင်းတွေမပါဝင်ခြင်းကိုပြသနေပြီးဒါဟာလက်လက်တက်ဆင်ထားတဲ့ဒုံးပစ်စင်တွေမဟုတ်ပဲ အရွယ်အစားပြည့်ပုံစံတူတူဖြစ်တယ်လို့ယူဆရပါတယ်။အဲ့ဒီနေရာဟာအခုသတင်းပတ်အစောပိုင်းမှာအစ္စရေးတဲ့စီဂနက်တိုက်ခတ်မှုတွေထိမှန်ကတဲ့နေရာတွေမှာပါဝင်ပါတယ်။ဒီလိုစစ်မြေပြင်လှည့်ဖြောင်းမှုမျိုးကိုယူကရိန်းပါဝင်တခြားစစ်ပွဲစုံတွေမှာလည်းအသုံးပြုတောင်းကြကြပြပြမှတ်တမ်းတင်ထားမှုတွေရှိပါတယ်။ဥပမာပြောရင်ယူကရိန်းတပ်ဖွဲ့တွေဟာ HIMARS နဲ့တင်တဲ့ Radar Unit တွေရဲ့ဟန်ဆောင်ရုံလုံးတွေတသားပုံစံတူတွေဂတ်တုစက်ကူပုံစံတူတွေကိုထက်တလဲလဲတုံးပြီးတော့ ရုရှားရဲ့ဒုံးကျည်တခန့်မှုကိုအမှန်တကယ်လေပတ်နေတဲ့စစ်တပ်နဲ့ပစ္စည်းတွေစီကနေလမ်းလွဲစီဖို့ဆွဲဆောင်ခဲ့ပါတယ်။ဒီနည်းပြဟာတန်ဖိုးကြီးမားတဲ့ခရိုင်လက်နက်များစီတိကျစွာရောက်ရှိမဲ့ရန်သူရဲ့ပြစ်မှတ်တွေကိုလမ်းလွဲစီပြီးအနာဂတ်စစ်စီရေးအတွက်လက်နက်ခရိုင်အစ်စ်တွေကိုထိန်းသိမ်းထားနိုင်ပါတယ်။အီရန်ကလည်းရွေးချောင်းနိုင်တဲ့ပယ်ထိန်လုံးကြီးစနစ်တွေနဲ့မဟာဗျူဟာမြောက်စနစ်တွေကိုအစ္စရေးရဲ့ထောက်လန်းခြင်းနဲ့ပြစ်မှတ်ထားခြင်းမှာကာကွယ်ဖို့အဲ့ဒီနည်းပြဟာကိုတုံးနေပုံရပါတယ်။ ဣဇရေလရင်းတွေဟာ၃ရက်အတွင်းစီးရင်နဲ့ပတ်သက်တဲ့ပြစ်မှတ်ပေါင်း၁80ကျော်နဲ့ခြေကအဆောက်အစိပ်ပိုင်း920ကျော်ကိုတိုက်ခိုက်ခဲ့တဲ့အတွက်ဒုံးပစ်စင်တူတွေ၃ညဟာရှေ့လာမဲ့တိုက်ခိုက်မှုကိုနှောင့်နှေးစေဖို့သမုံဟန်တားဖို့နီးလန်းအနေငယ်တွေကတခုဖြစ်နိုင်ပါလေ။ဣဇရေလတွေကတနင်္ဂနွေနေ့ထိအီရန်ပေါ်လေကြောင်းလွှမ်းမိုးနိုင်မှုကိုဆက်ထိန်ထားပြီးစစ်စင်ရဲ့အရှိန်ရှော့ချမဲ့အရေးအယောင်မရှိပါဘူး။ဤရန်ရဲ့တိုက်ခိုက်မှုကိုပံ့ပိုးပေးတာဒါမှမဟုတ် ။အီရန်ရဲ့ရေရှည်စွမ်းဆောင်ရည်ကိုအထောက်အကူပြုတဲ့ဘဲချေခန့်အဆောက်အုံကိုမဆိုဆက်လက်ပြစ်မှတ်ထားသွားမယ်လို့အစ္စရေးကာကွယ်တပ်ဖွဲ့ IDF ကပြောပါတယ်။ဒါအပြင်အစ္စရေးဝန်ကြီးချုပ်ဗဂျမင်နေတာညာဟုကအစ္စရေးရဲ့သားပြည်သူတွေသေဆုံးမှုအတွက်အီရန်အနေနဲ့ကြီးကြီးမားမားပေးဆက်ရလိမ့်မယ်လို့ပြောလိုက်ပါတယ်။တယ်လီဗစ်နီဒုံးကြီးချီမှတ်ခဲ့တဲ့လူမျိုးအဆောက်အုံကိုသွားကြည့်ခြင်းမှာဝန်ကြီးချုပ်ကအဲ့ဒီလိုပြောတာပါ။ တိုက်ခိုက်မှုတွေစတင်ခဲ့တဲ့တောက်ကြနေကြတဲ့ကအစ္စရေးဘက်မှာ73ထက်မနည်းသေဆုံးခဲ့တယ်ဆိုပါလေ။တစ်ချိန်တည်းမှာပဲအစ္စရေးရဲ့နှစ်ရက်ကြာမစ်ဆိုင်းဒုံးကြီးတိုက်ခိုက်မှုကြောင့်အီရန်မှာအမျိုးသမီးနဲ့ကလေးငယ်တွေပါဝင်လူပေါင်း138ဦးထက်မနည်းသေဆုံးပြီးရာချီဒဏ်ရတယ်လို့အီရန်မီဒီယာတွေကလည်းဖော်ပြပါလေ။ပြီးခဲ့တဲ့တောက်ကြနေက UN Nuclear ဆိုင်ရာသုံးချက်မှုများရှင်းနေမစ်ဆိုင်းပရိုဂရမ်တွေပြုလုပ်တဲ့နေရာကိုအစ္စရေးကပြစ်မှတ်ထားတိုက်ခိုက်ခဲ့ရတာကနေစပြီးတော့တိုက်ပွဲတွေအရှိန်မြင့်လာတာပါ။ ဆနေနဲ့တနင်္လာနေ့မှာတော့အီရန်နဲ့အစ္စရေးဟာမစ္စိုင်းတုံးတွေနဲ့ပြန်လှန်ပစ်ခတ်ခဲ့ပြီးအမေရိကန်ကတော့အစ္စရေးဘက်ကကူညီပြီးတော့မစ္စိုင်းတွေကိုကြားဖြတ်ပစ်ချခဲ့ပါတယ်။အစ္စရေးအနေနဲ့အီရန်မှာနျူကလ িয়ার လက်နက်တီထွင်နေတာဟန်တာဖို့ခုလိုတိုက်ခိုက်တာလို့ဆိုပါတယ်။အစ္စရေးအီရန်တိုက်ခိုက်မှုမှာအမေရိကန်အနေနဲ့ဘာပတ်သက်မှုမှမရှိဘူးလို့အစိုးပိုင်းကညင်းဆိုခဲ့တာပါ။နိုင်ငံကြားသဘောတူညီမှုတွေပြုလုပ်လိုက်မယ်မကြခင်ငင်းချင်းရပါလိမ့်မယ်လို့ထံကတော့ဆိုပါတယ် ထရန့်အားသူ့ကိုယ်သူငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်ပုံခေါ်နေပြီးအစ္စရေးအီရန်ပဋိပက္ခကိုမတားဆီးနေတာကြောင့်ဝေဖန်ခံနေရတဲ့အပြင်အိန္ဒိယနဲ့ပါကစ္စတန်ပြည်ထောင်စုပါဝင်တခြားသောပဋိပက္ခတွေကိုဖြည့်ဆည်းဖို့တူတောင်းယူခဲ့တယ်လို့ပြောထားမှုပါတယ်။အစ္စရေးဝန်ကြီးချုပ်ဂျမင်းနေရညာဟုကတော့အီရန်ဘက်ကသမ္မတထရန့်ကိုလှုပ်ချံဖို့နှစ်ကြိမ်တော်မှကြံစီဘူးတယ်ဆိုပြီးတော့ပြောပါတယ်။အစ္စရေးဝန်ကြီးချုပ်ဂျမင်းနေတာညာဟုကလူမှုကွန်ရက်မှာဗီဒီယိုသတင်းစကားပြောခဲ့တာဖြစ်ပါတယ်။လက်ရှိအီရန်ဆိုရဟာ အစ္စရေးရဲ့အရသားနိုင်ငံတွေကိုပုံကျဲကြောင်းမိမိတို့ကလည်းအီရန်ရဲ့အဓိကပြစ်မှတ်ထိုက်ထားတဲ့နေရာတွေကိုတိုက်ခိုက်နေရကြောင်းနေတန်းညာဟုကဆိုပါတယ်ဒါဟာအသက်ဆန်းမဟုတ်ပါဘူးတဲ့အီရန်တို့ဟာတမန်ထရန့်ကိုဆိုရင်နှစ်ကြိမ်နဲ့နဲ့တပ်ဖြတ်ဖို့စူးစမ်းမှုတို့လိုအမေရိကန်တရုတ်တို့ကိုလည်းဘုံခွဲမှုတယ်လို့ဆိုပါတယ်ဒါပြင်အီရန်ဟာလက်ဗောမှာမရိန်တပ်သား242ဦးကိုတပ်ဖြတ်ခဲ့တယ်လို့အစ္စရေးဝန်ကြီးချုပ်ကပြောပါတယ်အီရန်နေရာအီရန်နဲ့အာဖဂန်နစ္စတန်မှာလက်လုံဖောက်ခွဲပစ္စည်းတွေနဲ့အမေရိကန်ထောင်နဲ့ချီကိုတိုက်ခိုက်ပါတယ်ဒဏ်ရာရစီပါတယ် ်မေဂန်လန်ဝင်လည်းမရှိ့ကြပါနဲ့မေဂန်ကြာဆုံးပါသေးသော်ဘီမကြည့်ပြတန်းကြွကြွနေတာအီရန်နိုင်ငံပဲလို့နေတာညာဟုကကမ္ဘာထရန့်ကိုပြောပါလိမ့်လက်ရှိမှာတော့အီရန်ကဣသရေလကနိုင်ငံတော်မှာအရေးပေါ်အခြေအနေကြီးညာထားပါလိမ့်ဣသရေလဝန်ကြီးချုပ်ကအီရန်ပြည်သူတွေထံမေကွန်းပြောရမှာဣသရေလဟာအီရန်ပြည်သူတွေကိုတိုက်ခိုက်ခြင်းသာမဟုတ်ပဲအီရန်ဆိုးရွားကိုသာတိုက်ခိုက်ခြင်းဖြစ်ကြောင်းလေးပြပြောပါလိမ့်ဣသရေလဟာအီရန်စစ်ဦးစီးရာရှိတွေနဲ့တိုက်ပတ်ပညာရှင်တွေကိုတုံ့ပြန်ရှင်းလင်းပြီးရူနီယန်နဲ့ ဒုံးကျည်လက်နက်တိုင်ကိုဖျက်ဆီးပစ်ခဲ့တယ်လို့လည်းဆိုပါတယ်။အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတစ်ခုမှာဆိုရင်လောက်ကျန်ခံရမှာကိုမစိုးရင်ဘူးလို့အကြိမ်ကြိမ်ပြောဆိုခဲ့တဲ့အီရန်ထိပ်တန်းနျူကလ িয়ার ပညာရှင်တို့တော်မှာသိဆုံးသွားပါတယ်။ဒါကတော့အီရန်လူမျိုးစွန့်ရင်ဖွဲ့ရဲ့ကြီးခဲဟောင်းအဘာစီဖြစ်ပါတယ်။အဘာစီကအစ္စရေးထိုးစစ်တွေမှာသိဆုံးခဲ့တဲ့သိပ္ပံပညာရှင်များထဲမှာတိုးဖြစ်ပါတယ်။ အဘာဇီယာသူဟာအစ္စရေးလောက်ကြခံရမှာမဆိုရင်ကြောင့်လည်းနျူကလ িয়ার လက်နက်တိစောက်ဖို့ပြောလာရင်ဝမ်းမြောက်ဝမ်းသာတိစောက်ပေးမယ်ဆိုပြီးတချင်တုန်းကပြောပူပါလေ။အီရန်ရဲ့နျူကလ িয়ার ဖွံ့ဖြိုးတိုးတက်ရေးအတွက်အဓိကနေရာမှာပါဝင်ခဲ့တဲ့အဘာဇီယာ2020ခုနှစ်မှာလောက်ကြတက်ဖြတ်ခံရပူပါလေ။ဒါပေမဲ့အဲ့ရောသူကလွတ်မြောက်ခဲ့ပါလေ။လောက်ဝတ်နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးသုတေသနမှာပါဝင်ပတ်သက်တယ်လို့ဆွဆွကျင်းတဲ့ကုလသမဂ္ဂပိတ်ဆို့ရေးမှုကိုကြာမြင့်စွာခံခဲ့ရသူလည်းဖြစ်ပါလေ။ ယူရန်ရဲ့နျူကလ িয়ার ကျုပ်ပတ်မှုဟာငြင်းကြင်းရေးနဲ့နိုင်ငံအချုပ်အခြာအာဏာအတွက် မရှိမဖြစ်လိုအပ်တယ်လို့အဘာစီယာဆိုပါတယ်။အဘာစီယာအစ္စရေးရဲ့ကြောက်မခွေကောင်းတဲ့နျူကလ িয়ার အစီအစဉ်နေရာတွေကိုတိုက်ခတ်မှုတွင် သေဆုံးသွားတယ်လို့အီရန်ရရှိတကတီးပြပါတယ်။လွန်ခဲ့တဲ့လကအီရန်မီဒီယာတို့ကလည်းအဘာစီပြေဆိုမင်းမြန်ဆန်းမှာတော့ပြစ်မှတ်ထားခံရနိုင်ခြေရှိတယ်ဆိုတဲ့သတင်းတွေကြားနေရပြီးဒီအစိုးရမှုတွေကိုကျွန်တော်အနေနဲ့ဂရုမစိုက်ဘူးလို့သူကပြောပါတယ်။ ကျွန်တော်တို့ကြောက်နေရင်ဘာလုပ်ကမလဲလို့ပြန်လည်မေးခွန်းထုတ်ပြီးတော့ပယ်ချခဲ့ပါတယ်။နျူကလ িয়ার စီရင်ဆိုင်ရာလုပ်ငန်းတွေဟာနောက်လာမယ့်လူငယ်မျိုးဆက်နဲ့အတူဆက်လက်တည်ရှိမယ်လို့သူကပြောပါတယ်။လက်နက်တွေတည်ဆောက်ဖို့တောင်းဆိုလာရင်ပျော်ရွှင်စွာကူညီပေးဖို့မယ်လို့အဘာစီကပြောပါတယ်။အခုတော့နျူကလ িয়ার ဘုံတွေသူမတည်ဆောက်ရတော့ပါဘူး။သူတည်သွားပြီလို့အစ္စရေးဘက်ကပြောပါတယ်။အစ္စရေးတိုက်ခိုက်မှုကြောင့်အီရန်ရဲ့အဓိကတပ်မှုတွေဖြစ်တဲ့လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့စစ်ဝေးစည်းချုပ်နဲ့အစ္စလာမစ်တော်လှန်ရေးဆောင်တဲ့ဘက်စစ်ဝေးစည်းချုပ်တို့လည်းတည်ဆောက်ခဲ့ပါတယ်။ နျူကလ িয়ার သိပ္ပံပညာရှင်တွေဖြစ်တဲ့အလီရှန်ခါနီ၊မိုဟာမက်မက်ဒီဒီဟာရန်ရှင်နဲ့တခြားလေးဦးလည်းသေဆုံးခဲ့တာဖြစ်ပါတယ်။အစ္စရေးနဲ့အီရန်ကြားအပြန်အလှန်ဆွေးနွေးတဲ့အချိန်မှာပဲတရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးနဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးအာရာချီတို့ဟာတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့တယ်လို့တရုတ်ကဖော်ပြပါဗျ။အဲ့ဒီလိုဆက်သွယ်ရမှာလက်ရှိစစ်ပွဲအခြေအနေတွေကိုတရုတ်ကပြောခဲ့ကြောင်းအီရန်ကဆိုပါတယ်။ အီရန်ပေါ်အစ္စရေးတိုက်ခိုက်မှုဟာ NDA အလွန်ကြီးမားပြီးဒေသတွင်းတစ်ခုလုံးကိုဘတ်စုံစစ်ပွဲထဲကိုဝင်ရောက်စေနိုင်တယ်လို့ဆိုပါတယ်။နိုင်ငံတကာတိုင်ဝမ်အနေနဲ့အစ္စရေးအားစစ်ရေးဆိုင်ရာဆောင်ရွက်ဖို့တင်းတင်းထက်တိုက်တွန်းဖို့မျှော်လင့်ကြောင်းတရုတ်နိုင်ငံမှာအီရန်ပေါ်ဒဇိုင်းမမက်နားလည်ပြီးအားပေးထောက်ခံတာကိုကျေးဇူးတင်ရှိတယ်ဆိုပြီးတော့အီရန်နိုင်ငံဂျိုင်းအူဂျီအာချီကဝန်ကြီးကိုပြောပါတယ်။ဒါအပြင်တရုတ်အနေနဲ့ပုံပြီးရေးကြီးတဲ့ခန်းကနေပအဝင်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းပြောပါတယ်။လက်ရှိမှာတော့ကုလသမဂ္ဂမှာတရုတ်က အစ္စရေးကိုပြင်းပြင်းထန်ထန်ရှုတ်ချထားတာပဲဖြစ်ပါတယ်။ဝန်ကြီးကအီရန်ပေါ်အစ္စရေးတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တရုတ်နိုင်ငံဟာသဘောထားယက်တီချက်ကိုချက်ချင်းလူသိရှင်ကြားဖော်ပြခဲ့တယ်လို့ဆိုပါတယ်။တရုတ်ဟာအီရန်ရဲ့အချုပ်အခြာအာဏာလုံခြုံရေးနဲ့နယ်မြေတည်တပ်ခိုင်မြဲခြင်းတို့ပေါ်အစ္စရေးရဲ့ဝင်ရောက်ကျူးကျော်ခြင်းကိုရှင်းရှင်းလင်းလင်းပြစ်တင်ရှုတ်ချပြီးအီရန်ယာရှိတွေပေါ်ပြစ်မှတ်ထားပြီးအရက်သူအရက်သားတွေကိုတည်ကျေအနာတရဖြစ်စေတဲ့တိုက်ခိုက်မှုမှန်သမျှစန့်ကျင်တယ်လို့ပြောပါတယ်။ဝိုင်းကလက်ရှိဒေသတွင်အခြေအနေဟာအဓိကတော့ကြကြပြီးရေးကြီးတဲ့အခြေအနေမှာဖြစ်နေကြောင်း တရုတ်ဟာအီရန်နဲ့တူသက်ဆိုင်ရာဘက်အသီးသီးမှာဆက်သွယ်မှုတွေကိုဆက်လက်ထားရှိပြီးအခြေအနေတွေတင်းမာရော့ပါစေဖို့အပြုသဘောဆောင်တဲ့ခံကဏ္ဍကလည်းဆက်လက်ပါဝင်ဆောင်ရွက်မယ်လို့ဆိုပါတယ်။ခုလိုအီရန်ရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုချိုးဖောက်ပြီးနျူကလ িয়ার စေယုံတွေကိုအစ္စရေးကတိုက်ခိုက်တာကိုတရုတ်ကလုံးဝမထောက်ခံကြောင်းနိုင်ငံတကာစံနှုန်းအလုံးကိုအစ္စရေးကချိုးဖောက်တဲ့အနေအထားကြီးနဲ့လုပ်ရပဲလို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဝန်ကြီးကပြောပါတယ်။ အစ္စရေးရဲ့လုံရက်နဲ့ပတ်သက်လို့ရှန်ဟိုင်းပူပေါင်းဆောင်ရွက်ဖွဲ့ကလည်းရှုတ်ချသလိုအစ္စရေးရဲ့တက်ခတ်မှုကိုလည်းရပ်တန့်ဖို့လုံခြုံရေးကောင်စီမှတောင်းဆိုမယ်လို့ဝန်ကြီးကဆိုပါတယ်။အီရန်နျူကလ িয়ার ပြဿနာကိုနိုင်ငံရေးအရဖြေရှင်းဖို့နိုင်ငံတကာဆောင်ရွက်ချိန်မှာအစ္စရေးရဲ့အင်အားသုံးတက်ခတ်မှုကိုလုံးဝလက်မခံနိုင်ဘူးလို့ဝန်ကြီးကအီရန်နိုင်ငံခြားရေးဝန်ကြီးအာရာချီကိုပြောခဲ့တယ်လို့သိရပါတယ်။